ကတာမြို့နယ်နဲ့ဗန်းမောင်မြို့များအတွင်းတွင်စစ်တပ်လေးကြောင်းတိုက်ခိုက်မှုအရက်သားများသေဆုံးဖုံးကြီးကျောင်းနဲ့နေအိမ်ချို့ပျက်စီးသခိုင်းတိုင်းကတာမြို့နယ်ညောင်ချေတောက်ကျေးရွာကိုအကြမ်းဖက်စစ်တပ်ကအောက်တိုဘာ29ရက်ည10:25မိနစ်မှာ10:50အထိနေအိမ်ဖြစ်၃ညိန်တိုင်းတိုင်းဘုံကျဲတိုက်ခိုက်ခဲ့ရာအရက်သား၅ဦးသေဆုံးပြီး9ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းကတာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ် ေဆုံးသူများမှာအသက်60အရွယ်တက်ကြီးရွယ်ကိုအမျိုးသားတဦးအမျိုးသမီးတဦးအသက်40နှစ်အထက်အမျိုးသမီးနှစ်ဦးနဲ့အသက်70နှစ်အရွယ်ကလေးငယ်တဦးတို့ပါဝင်ပါတယ်။ဘုံကျဲမှုကြောင့်ဘုံကျောင်းဝင်တွင် အပြင်နဲ့ဓမယုံဂရုနာပရဟိတာကာတို့ပျက်စီးခဲ့ပြီးကျေးရွာတွင်နေအိမ်14လုံးလဲထိခိုက်ပျက်စီးခဲ့ပါတယ်။လာတူဗမောက်မြို့တွင်လဲအောက်တိုဘာ29ရက်မနက်8:40ခန်းက အကြမ်းဖက်စစ်တပ်ကဝိုင်တွဲလေရင်ဖြင့်ဘုံ၄၀ကျော်ကျဲချခဲ့ရာပြည်သူနေအိမ်များနဲ့အဆောက်အဦများထိခိုက်ပျက်စီးခဲ့ကြောင်းဒေသခံများကပြောဆိုပါတယ်။အောက်တိုဘာ26ရက်ကလည်းနားရကာရွာဖျားကုန်းနဲ့ခမိုးနယ်ဇက်ဒေသမှအကြမ်းဖက်စစ်တပ်နဲ့ SNA ဖွဲ့ကမမောက်မျိုးပေါ်ကို120မမလက်နက်ကြီး drone များဖြင့်ပစ်ခတ်ဘုံကျဲခဲ့ရာဌာနဆိုင်ရာအဆောက်အဦများမီးလောင်ပျက်စီးခဲ့ပါတယ်။ စစ်ခွေးတွေကဗန်းမောက်မြို့ပေါ်ကပြည်သူ့နေအိမ်တွေကို လက်နက်ကြီး drone တွေနဲ့ပစ်ခတ်တိုက်ခိုက်ပြီးမြို့ကိုဖျက်ဆီးလို့အားမရတဲ့အပြင်လေရင်နဲ့ပါပုံကျဲပြီးဖျက်ဆီးနေတာပါပြည်သူတွေကတော့အကုန်ရှောင်တိန်နေရတယ်ထိခိုက်တဲ့သူတော့မရှိပါဘူးလို့ဒေသခံတဦးကပြောပါတယ်ဗန်းမောက်မြို့ကိုတော်လှန်ရေးတပ်ဖွဲ့များကစက်တင်ဘာ15ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစက်တင်ဘာ20ရက်မှာအပိဓာတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်ရှင်